မကြခင်မှာလက်ထပ်တော့မယ်လို့တရင်တွေပြန်နှံ့နေပြီဆိုဖြစ်တဲ့စဉ်ကိုလက်ထပ်ခွင့်တောင်းနေတဲ့ဓပုံတွေလူမှုကွန်ရက်ပေါ်မှာပြန်နှံ့လာတဲ့အပေါ်ဖြည့်ရှင်းပြောကြားလာခဲ့တဲ့ပြောဆောင်ဟင်းဝီရန်ရဲ့ညီမဖြစ်သူအလာရွှေစင်မင်္ဂလာပါပရိသတ်ကြီးရေပြီးခဲ့တဲ့နှစ်ပိုင်းကလေးကတရုတ်ဆောင်ဟေးဝီယန်နဲ့ဆူပိသဇင်တို့နှစ်ယောက်ဟာချစ်သူတွေဖြစ်နေကြပြီးတော့ဒီနှစ်ပိုင်းအတွင်းမှာမင်္ဂလာဆောင်ကြတော့မယ်လို့ဟေးဝီယန်ရဲ့ဖခင်ဖြစ်သူကအရေးအမွတ်ပြောကြားသွားခဲ့တာကြောင့်ငယ်စဉ်ပရိသတ်တွေကဝမ်းသာပျော်ရွှင်စွာနဲ့တရင်ကောင်းလေးကိုစောင့်မျှော်နေခဲ့ကြတာဖြစ်ပါတယ်။ အခုရက်ပိုင်းမှာဆိုရင်လေတရုတ်ဆောင်ဟင်းဝေးရံနဲ့ဆိုပြတဲ့ဇင်တို့နဲ့ပတ်သက်ပြီးလူမှုကွန်ရက်ပေါ်မှာလက်ထပ်ခွင့်တောင်းနေတဲ့ဓာတ်ပုံတဲ့ဗီဒီယိုတွေပြန့်နှံ့လာခဲ့တာဖြစ်ပါတယ်။ဟင်းဝေးရံနဲ့ဆိုပြတဲ့ဇင်ဟာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကကျင်းပခဲ့တဲ့တရုတ်ဆောင်ပိုင်ဒဂွန်ရဲ့မင်္ဂလာအခမ်းပွဲကိုလည်းအတူတူတက်ရောက်လာခဲ့ကြတာဖြစ်ပြီးသူတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲကလည်းမကြာမီကျင်းပတော့မယ်ဆိုတဲ့သတင်းတွေကတော့အတီးအလင်းထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးဟိဝရရဲ့ညီမဖြစ်သူအဲလာရွှေစင်ကကိုငယ်နဲ့တအိမ်ထဲမှာနေပေမဲ့မတွေ့ဖြစ်တာကများတယ်။အဲ့ဒီအတွက်တချို့ကိစ္စတွေဆိုရင်တကယ်ကိုမသိတာပါ။ကိုရိုင်းကလည်းပြိသက်နဲ့အတူကိုငယ်ရဲ့သတို့သမီးကိုစောင့်မျှော်နေပါတယ်ဆိုပြီးတော့ပြောကြားလာခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်ဟိဝရရဲ့ညီမရွှေစင်ကအခုလက်ရှိလိုင်းပေါ်မှာပြန်နေတဲ့လက်ထက်ခွင့်တောင်းနေဆိုတဲ့ပုံတွေကတော့ဇက်ကားတွေကပုံရိပ်တွေသာဖြစ်တယ်လို့လည်းဖြည့်ရှင်းပြောကြားထားတာဖြစ်ပါတယ်။ ဟင်းဝီရန်ရဲ့ဆိုပြေသစင်ရဲ့မင်္ဂလာသတင်းနဲ့ပတ်သက်ပြီးမိသားစုအတိုင်းဝိုင်းကရောကာယကံရှင်တွေကိုယ်တိုင်ကပါတိတ်တိတ်တီတီလှူဆောင်နေကြတာဖြစ်ပြီးဟင်းဝီရန်ကဒီနှစ်ထဲမှာမင်္ဂလာဆောင်မှာတေးကြသလောက်ဖြစ်နေပေမဲ့သူတို့သမီးကအမှန်တကယ်ပဲပြည်သက်တွေမျောလင့်တယ်လို့ဆိုပြေသစင်ပဲဖြစ်နေမလားဆိုတာကိုတော့ဒီနေ့ဒီချိန်ရက်ထိကာယကံရှင်တွေကိုယ်တိုင်ကပွပွလင်းလင်းခြားပြထားခြင်းမရှိသေးတာလည်းဖြစ်ပါတယ် ပရိသတ်ကြီးအနေနဲ့လည်းဟိဝင်ရံရဲ့ဆိုပြေကိုအရင်ကတည်းကသဘောတူခဲ့ကြပြီးတော့တကယ်လည်းလက်ထပ်စီခြင်းနဲ့ဆိုရင်တော့မကြခင်မှာကြားရဖို့အတွက်ရှိနေပြီဖြစ်တဲ့မင်္ဂလာသတင်းလေးကိုစောင့်မျှော်နားဆင်ပေးကြပါအောင်ရှင်။